ားလုံးပဲမင်္ဂလာပါမြောက်နော်လီရှာရင်း channel ကနေပြီးတော့မှပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားတန်ဇနီးယားလူဝင်မှုကြီးကြပ်ရေးအဖွဲ့ကတရုတ်လမ်းဘေးဈေးတွေအလုံးကို နိုင်ငံကနေထွက်တော်ဖို့အမိန့်ပေးလိုက်ပါတယ်ဒီလိုဆုံးဖြတ်ရတာကတော့ကာရီယာကူဈေးကဒေသခံကုန်သည်တွေဟာနိုင်ငံခြားသားကုန်သည်တွေရဲ့မတရားပြိုင်ဆိုင်မှုတွေရှိနေတယ်လို့အထင်ကြီးတိုင်ကြားခဲ့တဲ့အတွက်ပါဒီကိစ္စကိုတုံ့ပြန်တဲ့အနေနဲ့သမ္မတကိုယ်တိုင်ကစုံစမ်းစစ်ဆေးဖို့အမိန့်ကိုလက်မှတ်ထိုးပေးခဲ့ပါတယ် စုံစမ်းလို့တွေးရှိရတာတွေကတကယ်ကိုအားအသင့်စရာကောင်းပါတယ်။တရုတ်ဈေးသေးတွေပါဝင်တဲ့တရားမဝင်လုပ်ငန်းနှစ်ခုကိုအဓိကဖော်ထုတ်နိုင်ခဲ့ပါတယ်။ပထမတစ်ခုကတော့သူတို့တွေကအများစုဟာဒေသခံတွေရဲ့နာမည်တွေကိုတုံပြီးတော့မှစီးပွားရေးတွေကိုတရားမဝင်မှတ်ပုံတင်လုပ်ကင်နေကြတာပါ။နောက်တစ်ခုကတော့သူတို့ဟာစီးပွားရေးလုပ်ငန်းလုပ်ဖို့ဗီဇာဒါမှမဟုတ်ဘူး။ခရီးသွားဗီဇာကိုပါအတုံးပြုပြီးတော့မှလက်လီရောင်းဝယ်ရေးကနေဆက်မှုလုပ်ငန်းကြီးတွေအထိလက်ဝါကြီးအုပ်ဖို့လုပ်နေကြတာပါ။ တန်ဇနီးယားအစိုးရကဒီလက်လီအပါဝင်အသေးစားကုန်သွယ်မှုတွေဟာနေသားငယ်နိုင်ငံသားတွေအတွက်သာဖြစ်တယ်လို့ပြောခဲ့မှုပါတယ်။နိုင်ငံသားတွေဆိုရင်လည်းတင်းကျပ်တဲ့စီကံချက်တွေကိုပြည့်မီရမယ်လို့အချိန်ချင်းတတိပေးချက်ထုတ်လာခဲ့ပါတယ်။ဒီလိုတတိပေးတာတော့မှတရုတ်စည်းတဲ့တွေကတရားမဝင်ဆက်လုပ်ခဲ့ကြပါတယ်။အကျိုးဆက်အနေနဲ့သူတို့တွေကအများအပြားကိုနှဲထုတ်ပြီးပါပြီ။အခုဒီလူဝင်မှုကြီးကြပ်ရေးအဖွဲ့ကကာရီယာကူးစည်းတဲ့ကနိုင်ငံသားကုန်သွယ်တွေကိုစစ်ဆေးနေပါတယ်။ ီဈေးမှာနိုင်ငံသားတွေကိုလက်လီရောင်းချခွင့်မပြုဘဲလက်ကားရောင်းဝယ်မှုသာလုပ်ခွင့်ပေးထားပါတယ်။ဒီအစီအစဉ်ကအာဖရိကနဲ့ဒီတရုတ်တို့ရဲ့ဆက်ဆံရေးမှာအကြီးအကျယ်ပြောင်းလဲလာတာကိုပြသနေပါတယ်။အရင်တော့ကတရုတ်ကွန်မြူနတီပါတီ CCP ကအာဖရိကကိုကူညီခဲ့ပါတယ်။သူတို့ကအကူအညီတွေနဲ့အကြီးစားစီမံကိန်းတွေပေးပြီးတော့မှအာဖရိကမှာဩဇာရအောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့အာဖရိကနိုင်ငံတွေက CCP ကိုတန်တရားတွေပိုးဝင်လာပါတယ်။သူတို့ဟာတရုတ်နဲ့ဝေးဝေးနေဖို့စူးစမ်းနေတာကို CCP ကရင်ဆိုင်နေရပါတယ်။သိမ့်မကြတိကံကတောင်အဖရိကတရားရုံးတစ်ခုကတရုတ်နိုင်ငံသား9ဦးကိုထောင်ထဲအနည်း20ကြီးရှာမိတ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာမာလာဝီနိုင်ငံသား60ကျော်ကိုဂျိုဟန်နက်စ်ဘတ်ဆဲရုံတစ်ခုမှာဒီဆိုးရောတဲ့အစီအနေနဲ့ဒီလောက်ခနေနေလေးသာပြေးပြီးတော့မှအတင်းအကျဲအလုတ်ခိုင်းစေခဲ့တော့ပါ။ရေးတွေက2019ခုနှစ်နော်မာလာမှာအဲ့ဒီဆဲရုံကိုဝင်စီးတော့ကအလုပ်သမားတွေကိုဖမ်းဆီးရမိခဲ့တာပါ။အဲ့ဒီဆဲရုံကို Beautiful City လို့ခေါ်ပါတယ်။ အဲ့ဒီဆဲယုံကအိယာဆောင်တွေရဲ့ဒီအတွင်းဘက်မှာထည့်တဲ့ပစ္စည်းတွေကိုထုတ်လုပ်ပေးပါတယ်2019ခုနှစ်ကနေ2019ခုနှစ်အတွင်းမှာတရားဝင်စာရွက်စာတမ်းမရှိတဲ့မာလာဝီလူမျိုး60တဦးကိုခန့်ထားခဲ့ပါတယ်အဲ့ဒီထဲမှာအသက်16နှစ်ကနေဆေးရှောင်းနှစ်ကြာကလင်းငယ်ဆေးရှောင်းဦးလည်းပါဝင်ပါတယ်ဒီအလုပ်သမားတွေကိုတပတ်လုံး9ရက်ပေါ့နော်ဒီအချိန်ကြာကြာအလုပ်လုပ်ဖို့အတင်းအကျပ်ခိုင်ခဲ့ပါတယ်ပြီးတော့မှဆဲယုံတွေမှာပဲပိတ်ထားခဲ့ပါတယ်ဒီတရုတ်လူမျိုးတွေကိုလူကုန်ကူးမှု ကြုံပြုမှုအန္တရာယ်ရှိတဲ့လုပ်ငန်းခွင်အခြေအနေတွေနဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုတောင်အာဖရိကမှာနေဖို့ကူညီမှုတွေနဲ့တရားစွဲခဲ့ပါတယ်။အရင်တော့ကလူတွေကဒီဆက်ဆံရေးကိုရှင်းကြည့်ရေးလမ်းလို့ခေါ်ခဲ့ကြပါတယ်။ဒါပေမဲ့အခုချိန်မှာတော့တရုတ်နဲ့ပတ်သက်ပြီးလူတွေတတိထားမိလာကြပြီးတော့မှ노ထားလာမှုလမ်းလို့ဖြစ်နေပါပြီ။အာဖရိကမှာတရုတ်စီးပွားရေးတွေအပေါ်မှာမကျေနပ်ချက်တွေများနေပါတယ်။ကင်းညာမှာဖြစ်ခဲ့တဲ့ China Square ပြဿနာကတရုတ်လက်လီရောင်းချသူတွေဟာဆိုရင် ပစ္စည်းတွေကိုအရင်ဈေးပေါ်ပေါ်နဲ့ရောင်းချပြီးတော့မှဒေသခံစီးပွားရေးလုပ်ငန်းလေးတွေကိုထိခိုက်စေတယ်ဆိုတဲ့တိုင်ကြမှုတွေကိုပေါ်လွင်စေခဲ့ပါတယ်။ကုံတွင်ရေးဌာနကနိုင်ငံသားလက်လီရောင်းချသူတွေကိုနှင်ထုံးမယ်လို့တော့မှဆိတ်ချောက်ခဲ့ပါတယ်။ပြီးတော့မှလက်လီမရောင်းမဲ့ကုန်ထုတ်လုပ်ငန်းကိုပဲအာရုံစိုက်ဖို့တိုက်တွန်းခဲ့ပါတယ်။နမ်မီဘီယားမှာလည်းတရုတ်ကုမ္ပဏီတွေဟာဆိုရင်အမျက်ထုတ်တယ်လို့ဆွဆွေးခံနေရပါတယ်။တရုတ်အလုပ်သမားတွေကိုပဲငှားတာပြီးရင်ဒေသခံတွေအတွက်အလုပ်ကအခွင့်အလမ်းနေအောင်လုပ်တာတွေအပြင် ဒီအခွန်နဲ့အလုံးသမားဥပဒေတွေကိုလည်းလိုင်းနာဖို့ပြတ်ခွက်ပေးပါတယ်ဒီအခြေအနေတွေကြောင့်တရုတ်စီးပွားရေးလုပ်ငန်းတွေကိုပိတ်ပစ်မယ်ဒါမှမဟုတ်ဒီဖျက်သိမ်းပစ်မယ်လို့ရှင်းဆောင်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်တရုတ်လုပ်ငန်းတွေရဲ့အကြီးအသေးမကောင်းတဲ့ပစ္စည်းတွေနဲ့စီမံခန့်ခွဲမှုအားနည်းချက်တွေကလည်းဝေဖန်ခံနေရပါတယ်ဇင်ဘောဝေမှာဆိုရင်လည်းဒီ Dane Dom ဆိုတဲ့စကလုံးဟာအကြီးအသေးညံတဲ့တရုတ်ပစ္စည်းတွေကိုရည်ညွှန်းတဲ့စကလုံးဖြစ်နေပါပြီတရုတ်သက်တူ2.4ရေကုမ္ပဏီတွေနဲ့စက်ရုံတချို့ဟာဆိုရင်စာချုပ်တွေမရှင်းလင်းတာ အလုံးလုံးဝတဲ့အစီအနေဆိုရောတာနဲ့ပတ်ဝန်းကျင်ကိုထိခိုက်စေတာတွေကြောင့်ဆန္ဒပြမှုတွေနဲ့အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အင်ဂိုလာနဲ့ဒီဗဟိုအာဖရိကသမ္မတနိုင်ငံတွေမှာဆိုရင်တရုတ်ကုမ္ပဏီတွေရဲ့လက်ဝါကြီးအုံမှုနဲ့အလုံးသမားတွေကိုအမျက်ထုတ်တာကိုမကျေနပ်လို့ဒေသခံတွေကတရုတ်ဆိုင်တွေနဲ့တတူတူဖို့ရေးစရုံတွေကိုဖျက်ဆီးခဲ့ကြပါတယ်။ဒီအဖြစ်အပျက်တွေကတရုတ်ရဲ့ဒီဈေးကွက်ထေးကိုအလုံးအကျုံဝင်ရောက်မှုနဲ့စီကံမရှိတဲ့ပြိုင်ဆိုင်မှုတွေဟာဒေသခံစီးပွားရေးတွေကိုထိခိုက်စေပြီးတော့မှာ ူမှုရေးပြဿနာတွေဖြစ်စေတယ်ဆိုတာကိုအာဖရိကနိုင်ငံတွေကပိုတီးလာပြီဆိုတာကိုပြသနေပါတယ်။တရုတ်ရဲ့ဈေးနှုန်းရှုတာဆိုရှင်ပြိုင်တဲ့နည်းလမ်းဟာအခုတော့ဝေဖန်ခံနေရပါတယ်။ဥပမာအဖြစ်တရှိန်နှုန်းကဈေးပေါ်လို့အာဖရိကမှာလူကြိုက်များခဲ့တဲ့ဒီတရုတ်ဆိုင်ကအမှတ်တရစိတ်တွေဟာအကြီးအသေးမကောင်းတာပြီးရင်ပြုပြင်ရခက်ခဲတာနဲ့ဈေးကွက်စီကန်းတွေတင်းကျပ်လာတာကြောင့်အောင်မြင်မှုတွေဆုံးရှုံးနေရပါတယ်။အာဖရိကနိုင်ငံတွေကတရုတ်စီးပွားရေးလုပ်ငန်းတွေကိုရှင်းရှင်းလင်းလင်းပြောနေတာက မင်းတို့ဈေးကွက်ထဲဝင်လို့တော့ရတယ်ဒါပေမဲ့ပေါ်ပေါ်ဆဆတော့လုံးလုံးမရဘူးဆိုတဲ့သဘောပါပဲအိန္ဒိယကုမ္ပဏီတွေလည်းရှိပေမဲ့တရုတ်နဘီဆိုင်ကယ်တွေအများအပြားဟာအာဖရိကဈေးကွက်ထဲကိုဝင်လာခဲ့ပါတယ်ဒါပေမဲ့အိန္ဒိယမော်တော်ဆိုင်ကယ်တွေရဲ့နောက်မှပဲကျန်ခဲ့ပြီးတော့မှမအောင်မြင်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့အကြီးအသေးညံ့လို့ပါပဲဒီဥပမာပြရရင်ဈေးပေါ်တဲ့မိတိုင်အသေးလေးတွေနဲ့ဒီရှုံးဆူခံပစ္စည်းတွေဟာနေအောင်ကြီးပြင်းပြင်းအောက်မှာလွယ်လွယ်ကူကူကွေးထွက်သွားပါတယ်ဒါဟာ ။ BNM မှာ Japan Motor Cycle တွေနဲ့ကြုံခဲ့ရတဲ့ပြဿနာမျိုးပါပဲ။အကြီးအသေးကမကောင်းဘူး။ပလတ်စတစ်ကဒီကျွဲဆက်ပြီးတော့မှလွေလွေကွေးတော့ပါတယ်။ဘယ်သူကမှအဲ့ဒီလိုပစ္စည်းကိုမလိုချင်ကြတာပါ။ဘလောက်ပဲဈေးပေါ်ပါစေအကြီးအသေးညှင်းရင်လူတွေကဝယ်မှာမဟုတ်ပါဘူး။ဒါကြောင့်တရုတ် Motor Cycle တွေဟာဒီဈေးကွက်မှာအောင်မြင်မှုမရခဲ့တာပါ။ Howo J motor cycle တွေကတော့အာဖရိကတလောမှာအောင်မြင်စွာနေရာယူထားပါတယ်။ဒါကတကယ်မှန်တဲ့အဖြစ်အပျက်ပါပဲဆိုပြီးတော့မှလူတူဦးကပြောပါတယ်။ တရုတ်နှစ်ပီးဆိုင်ကြီးတွေစာပြီးခေတ်စားခဲ့တာက1990ပြည့်နှစ်တွေတုန်းကပါအဲ့ဒီအချိန်တုန်းကသူတို့ဟာဒေတာကင်ဆိုင်ကြီးကုမ္ပဏီတစ်ခုအတွက်ပစ္စည်းတွေကိုခရုံးရောင်တာမှမဟုတ်ဒီငွေရောင်တောက်တောက်လေးတွေလုပ်ပေးရပါတယ်နီကေပြားကက်ဖို့ကို5မိနစ်ပြီးရင်ဒီခရုံးပြားကက်ဖို့ကို10မိနစ်လောက်အချိန်ယူရပါတယ်အဲ့ဒါဟာအဲ့ဒီအချိန်ကသတ်မှတ်ထားတဲ့ပုံမှန်အချိန်ပါပဲဒါပေမဲ့နောက်ပိုင်းမှာတော့အချိန်တွေဆော့ချလာပါတယ်နီကေပြားကက်ဖို့ကို10မိနစ်ပဲလုပ်တော့တယ်ခရုံးပြားကက်တာကိုလည်းဒီ အရန်အရန်စလိုလုပ်ပြီးတော့မှတမိနစ်တောင်မှမပြည့်တော့ပဲလှုပ်လာကြပါရယ်ဒီပစ္စည်းတွေနိုင်ငံသားဖို့ရောက်တဲ့အခါမှာတောက်ပြောင်အောင်ကက်ထားတာတွေအကုန်လုံးတန်ကြီးတက်ကုန်တော့မှပဲဆိုပြီးတော့မှတထေးကားတော်မှနောက်ပြီးပြောခဲ့ပြပါရယ်မကြသေးခင်ကဖြစ်ခဲ့တဲ့ကိစ္စတခုကခုဘေးဒေတာခံတွေကိုတင်မဟုတ်ပဲအာဖရိကမှာရှိတဲ့ကျွန်တော်တို့ကိုပါဆဲယွန်းစေခဲ့ပါရယ်နိုင်ဂျီးရီးယားစီးပွားရေးသမားတူဟာဆိုလာဗျားတွေအတွက်တရုတ်နိုင်ငံဟူဘေးကတွင်းကုန်ထုတ်ကုန်ကုမ္ပဏီတခုကို ရုံ3.5သန်းပေးရှိခဲ့ပါတယ်။ဒါပေမဲ့သူလက်ခံရရှိတာကရှူယွင်းနေတဲ့တိုက်ဖုံးမုန်တိုင်းတန်တောင်မှခံထားရတဲ့ပစ္စည်းတွေဖြစ်နေပါတယ်။ခူဘေးထုတ်ကုန်တွေကဈေးပေါ်တာနဲ့လူသိများတာပါ။နိုင်ဂျီးရီးယားဝယ်ယူသူတွေကလည်းဈေးစစ်တဲ့နေရာမှာတော်ကြပါတယ်။ဈေးပေါ်တာကဆွေးဆောင်မှုရှိပေမဲ့အကြီးအသေးကိုတော့မကြခဏစတဲလိုက်ရတဲ့ပါတယ်။ဈေးကွက်ထဲမှာဈေးပေါ်တဲ့ဆိုလာပြတစုက400ဝတ်လို့တက်ထားပေမဲ့300ဝတ်လောက်ပဲထွက်တယ်။ဒါပေမဲ့အလုံးတော့လုံးနေသေးတယ်လို့ ျွန်တော်ရဲ့ဝေသူတွေကပြောပြပါတယ်ဒါပေမဲ့ဒီ company ကပစ္စည်းတွေကတော့လုံးဝသုံးမရပါဘူးဒါကလုံးဝလက်ခံနိုင်စရာမရှိဘူးအခုဒီ Nigeria ဝေသူဟာ company ကိုဆက်တွေ့ဖို့တော့မရတော့ပါဘူးဖုန်းခေါ်ရင်လည်းဘယ်သူမှမဖြေပါဘူးသူတို့ဟာစိတ်ပြက်အားငယ်နေပြီးတော့မှဒီကိစ္စကိုနိုင်ငံတကာအစဲမှဆက်လုပ်ဖို့အတွက် Interpol ကိုတော့မှဆက်တွေ့ထားပါတယ်ဆိုပြီးတော့မှပြောခဲ့ကြတာပါတရုတ်ကွန်မြူနတီပါတီ CCP ရဲ့ဖိနှိပ်တဲ့စနစ်နဲ့ပြင်းထန်တဲ့လူမှုပြိုင်ဆိုင်မှုတွေအမှ ထုတ်လုပ်နိုင်စွန်းလွန်ကင်းနေတာကအလွန်အကျုံပြိုင်ဆိုင်မှုတွေနဲ့ဒီဈေးနှုန်းစစ်ပွဲတွေကိုဖန်တီးပေးခဲ့ပါတယ်ကုမ္ပဏီအများအပြားကဈေးကွက်ဝယ်ဈေးရဖို့ဈေးတွေရွှော်ပြီးတော့မှအကြီးအသေးကိုဖြတ်တောက်ကြပါတယ်ဒါကရေလိုအတွက်တော့အလုပ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ရေရှည်မှာကြတော့အမှတ်တစေးရဲ့ဂုံသိခါနဲ့စားသုံးသူတွေရဲ့ယုံကြည်မှုကိုထိခိုက်စေပါတယ်ကုန်ထုံးလုပ်ငန်းနဲ့ဒီတုံးဆွေးသူပစ္စည်းတွေမှာအကြီးအသေးညံတဲ့ပစ္စည်းတွေဈေးကွက်ထက်အများအပြားဝင်လာပါတယ် ။ဒါကြောင့်စားသုံးသူအခွင့်အရေးတွေထိခိုက်ပြီးတော့မှဈေးကွက်တွေမတည်မငြိဖြစ်လာပါလေ။တရုတ်ကုမ္ပဏီတွေနိုင်ငံသားကိုပိုရှေးထွက်လာတာနဲ့အမျှဒီလိုအပြိုင်အဆိုင်လွန်ကဲမှုတွေကကမ္ဘာဈေးကွက်ကိုပါတက်ရောက်မှုရှိလာပါလေ။လွန်ခဲ့တဲ့ဆင်နှစ်အတွင်းမှာတရုတ်ဟာဒီ Belt and Road Initiative ပေါ့နော်ကမ္ဘာလမ်းစီမံကိန်းကနေတဆင့်အာဖရိကတလောမှာသူ့ရဲ့ဩဇာကိုရှေ့ထွက်ခဲ့တာပါ။ရထားလမ်းတွေကနေဓာတ်အပင်းစက်ရုံတွေအထိအလုံးမှာဇန်နီမြုံနေခဲ့ပါတယ်။ဒါကအာဖရိကနိုင်ငံတွေကိုကြီးမားတဲ့ရှင်းငွေတွေနဲ့ အရှေ့ခံအဆောင်အုံစီမံကိန်းတွေနဲ့ရှင်းအောင်လိုက်တာပါပဲတရုတ်ဟာအာဖရိကမှာအမေရိကန်ဒေါ်လာဘီလီယံ400ကျော်ယန်းနီးမြှုပ်နှံခဲ့ပါတယ်ဒီအထက်ကအများစုဟာရှင်းငွေတွေနဲ့စီမံကိန်းအတွက်ငွေကြေးထောက်ပံ့မှုတွေကနေဖြစ်ပါတယ်အာဖရိကမှာကမ္ဘာစွန့်အင်နဲ့ကာကွယ်ရေးလုပ်ငန်းတွေအတွက်အရေးကြီးတဲ့ဒီလေတီယံပြီးရကိုဘောနဲ့ဒီမြေရှားတက်တူးလို့မရှိမဖြစ်တဲ့ရန်စာရတွေရှိပါတယ်တရုတ်ဟာအရှေ့ခံအဆောင်အုံစီမံကိန်းတွေကနေတဆင့်ဒီတရံစာရတွေတည်ယူပို့ဆောင်ရေးကိုထိန်းချုပ်နိုင်ခဲ့ပါတယ် သူရဲ့ဩဇာကိုပို့ပြီးတိုးလာဖို့အတွက်တရုတ်ကဒီကုလသမဂ္ဂလိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာမေးရဖို့အခုအညီနဲ့ပေါ့နော်အကြီးစားစီမံကိန်းတွေကိုတုံ့ပြန်ပါတယ်။ဒါကြောင့်တရုတ်ကတက်တမန်ရေးမှအသာစီးရခဲ့ပါတယ်။စီးပွားရေးရကြည့်ရင်တရုတ်ရဲ့ဈေးပေါ်တဲ့ပစ္စည်းတွေနဲ့ကြီးမားတဲ့ရှင်းငွေတွေကအာဖရိကနိုင်ငံတချို့ကိုတရုတ်အပေါ်မှာပို့ပြီးတော့မှမိခိုလာစေပါတယ်။တချို့ကတော့အကျွေးထောင်ဆောင်လို့လည်းခေါ်ပါတယ်။ဒါပေမဲ့တရုတ်ရဲ့ကဘလန်စီမံကိန်းတွေမှာပြဿနာတွေအများကြီးပေါ်လာခဲ့ပါတယ်။ဒီကိစ္စတွေကြောင့် အာဖရိကနိုင်ငံအများအပြားဟာဒီတရုတ်နဲ့ပူးပေါင်းတာကိုပြင်ပြီးစဉ်းစားလာကြပါတယ်။ကင်ညာရဲ့ဒီမွန်ဘာဆာနိုင်ရိုဘီရထားလဲလို့မျိုးအတုံးနှုံးများတာနဲ့ဒီခက်ခဲတဲ့စီကံချက်တွေကြောင့်အစိုးရတွေကိုအကျွေးတွေပြီးစေခဲ့ပါတယ်။ဒီစီမံကိန်းအများစုကိုတရုတ်ကုမ္ပဏီတွေကပဲလှုပ်ဆောင်ခဲ့တာပါ။အလုတ်ကိုင်ဖန်တီးပေးမယ်လို့ကတိပေးထားပေမဲ့ဒေသခံတွေအတွက်အလုတ်ကိုင်အခွင့်အလမ်းတွေကိုကန့်သတ်လိုက်သလိုဖြစ်ခဲ့ပါတယ်။အဲ့ဒါအပြင်စာချုပ်တွေကဒီမကြာခဏမရှင်းမလင်းဖြစ်တဲ့အတွက်ပေါ့နော်အကြံပြန့်ရှာစားမှုတွေကလည်းဖြစ်လာပါတယ်။ တန်ဇန်နီးယားနဲ့နိုင်ဂျီးရီးယားတို့မှာပွင့်လင်းမြင်တာမှုမရှိတာဟာအဓိကပြဿနာကြီးဖြစ်ခဲ့ပါတယ်။ဇမ်ဘီယာရဲ့ဒီလျှင်စင်မီအကျွေးအကျက်အတီးလိုမျိုးပေါ့နော်။ဒီစီမံကိန်းအများပြားဟာဆိုရင်လည်းဝင်ငွေနေပါခဲ့ပါတယ်။ဒါကြောင့်တီမာတဲ့များပြားတဲ့ရှင်းငွေတွေကိုပြန်ဆက်ဖို့ဝင်ငွေလုံးလုံးတော့မရနိုင်ခဲ့ပါဘူး။တရုတ်ရဲ့အကျွေးစီမံကိန်းတွေအတင်းပြတ်ခြားစားမှုတွေနဲ့ဒီအမျက်ထုတ်တဲ့ကိစ္စတွေဇက်တိုက်ပေါ်လာတဲ့အတွက်အာဖရိကမှာသူရဲ့ဩဇာကမှေ့မိလာပါတယ်။အာဖရိကနိုင်ငံတွေဟာတရုတ်နဲ့ဝေးကွာလာကြပါတယ်။ ဒီအစ်စ်အနစ်ပြောင်းလဲချိန်မှာအမေရိကန်ကသူ့ရဲ့နေပြူဟာကိုပြန်လဲပြင်ဆင်နေပါတယ်တရုတ်ရဲ့ခပတ်လန်းကိုတံပြန်ဖို့အတွက်ဆင်းဆင်းလင်းလင်းနဲ့ခိုင်မာတဲ့ရည်တည်ချက်နဲ့အာဖရိကကိုမြန်မြန်ဆက်ဆက်ပြန်ဝင်လာနေတာကိုတွေ့ရပါတယ်ဒါကစီးပွားရေးအရရှင်ပြိုင်တာထက်ကိုပိုပါတယ်ကမ္ဘာလုံးဆိုင်ရာဩဇာအတွက်မဟာပြူဟာမြောက်စစ်ပွဲတစ်ခုပါပဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့မကြတိခင်ကဒီစည်ရင်းတွေအရဆိုရင်အမေရိကန်ကအာဖရိကမှာဇင်းနီမြုံနယ်မှုဟာလွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာတည်တည်တတ်တာတိုးလာခဲ့ပါတယ် ပထမဆုံးအကြိမ်အဖြစ်တရုတ်ကိုကြော်တက်တော့ခဲ့ပါတယ်နိုင်ငံသားသတင်းမီဒီယာတွေကတော့ဒါကိုလွယ်လွယ်တဲကဘာက CCP ရဲ့ရှေးထွင်ရေးမဟာဗျူဟာကိုဒိုင်းရိုက်တံပြန်တိုက်ခိုက်တာလို့ပြောပါတယ်အမေရိကန်ရဲ့ရန်ဒီမြုံနယ်မှုဟာအဓိကကဏ္ဍတွေကိုပိတ်မှတ်ထားပါတယ်ဥပမာလေဒီယန်ကိုဘော့နဲ့မြေရှားတက်တူးလို့မရှိမဖြစ်တက်တူးတွေအတွက်ထောက်ပံ့ရေးဂွန်ဆယ်ပြန်လည်တည်ဆောက်တာ great energy ပြီးရင်ရေရှည်တည်တံ့တဲ့ပါဝါကွန်ရက်တွေ digital အခြေခံအဆောက်အုံတွေ data center တွေတဲမာရစနစ်နဲ့တေယူပို့ဆောင်ရေးအဆင်းမြင့်တာတွေပဲဖြစ်ပါတယ်။ American ဟာအခုအခုအညီပေးရုံနဲ့မဟုတ်တော့ပါဘူး။ Africa နိုင်ငံတွေ CCP အပေါ်မှာမိခိုနေရတာကနေလွတ်မြောက်ဖို့အတွက် Africa ရဲ့စက်မှုလုပ်ငန်းဝန်ဆက်ကိုပုံစံပြောင်းလဲပေးနေတာပါ။ American ရဲ့အထင်ရှားဆုံးလုံဆောင်ချက်တွေကတခုကတော့ Lobito Sentinel စီမံကိန်းဖြစ်ပါတယ်။ဒီအနောက်နိုင်ငံသတင်းမီဒီယာတွေကဒါကို American သမိုင်းမှာမဟာဗျူဟာအရာအရေးအကြီးဆုံး Africa အခြေခံအဆောက်အအုံစီမံကိန်းလို့ခေါ်ဆိုခဲ့ကြပါတယ်။ ဒီစီဘယ်ကိန်းက CCP ကိုဘာလို့စိုးရိမ်နေတာလဲဘာလို့လဲဆိုတော့ဒီလန်ကအန်ဂိုလာဇမ်ဘီယာနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကိုဆက်တွေ့ထားလို့ပါဒီနေရာတွေမှာကမ္ဘာပေါ်ကအဝါစာအကြီးဆုံးကိုဘောနဲ့ကျင်းနေတိုက်တွေ့အများကြီးရှိပါတယ်ဒီတက်တူလန်ချောင်းတွေကို CCP ကအချိန်အကြာကြီးထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်အမေရိကန်ကတည်းကတရုတ်လွှမ်းမိုးထားတဲ့တက်တူထောက်ပံ့ရေးခွင့်ဆက်ကိုဖျက်တောက်ဖို့ကြိုးပမ်းတာဖြစ်တယ်ဆိုပြီးတော့မှဆက်ဆက်လင်းလင်းပြောထားပါတယ်အမေရိကန်ကငွေကြေးထောက်ပံ့ရုံသာမကားဒီဥရောပသမဂ္ဂပြည်ရဲ့ကမ္ဘာပံ့ ဂျပန်နဲ့ဒီအာဖရိကဖွံ့ဖြိုးရေးဘဏ်လုံးနဲ့ပူးပေါင်းခဲ့ပါတယ်။ဖွင့်လင်းမြင်သာပြီးတော့မှအကျွေးကင်းတဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုပုံစံကိုဖန်တီးခဲ့ပါတယ်။ဒါက CCP ရဲ့အကျွေးကိုအရှိန်ခံတဲ့ယန်နီမျိုးနဲ့မူနီလန်းကိုဒိုင်ရိုက်စင်ခေါ်လိုက်တာပါ။အမေရိကန်အရာရှိတွေကလိုဘီတိုစန်းကြံလိုက်ဟာလွတ်လပ်ပြီးတော့မှဒီမိုကရေစီကြားတဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့တက်တွေပါပဲ။ဒါဟာတရုတ်ရဲ့ဝန်းရံနဲ့နီလန်းကိုတိုက်ဖြတ်နေတာကိုပြသပါတယ်လို့လူပြည်ရှင်သားပြောဆိုခဲ့ပါတယ်။ဒါဟာအာဖရိကမှာ အမေရိကန်နဲ့တရုတ်တို့ရဲ့ပြိုင်ဆိုင်မှုပုံမှုတင်းထန်လာတဲ့အဆင့်ကိုပြသနေပါတယ် CCP ရဲ့မပွင့်လင်းတဲ့စာချုပ်တွေအကျွေးထက်တိုးတဲ့စီကန်းတွေနဲ့အလုံးသမားပြဿနာတွေနဲ့မတူပါဘူးအမေရိကန်ကတော့အစီမင်းတွေပွင့်လင်းမြင်သာမှုနဲ့ဒီတာဝန်ယူမှုတွေကိုအာရုံစိုက်ပါတယ်အာဖရိကနိုင်ငံတွေနဲ့ယုံကြည်မှုပြည်နယ်တည်ဆောက်ဖို့ကြိုးစားနေတာပါအမေရိကန်ကအတိုးနှုံးမြင်းတဲ့ရှင်းငွေတွေနဲ့အကျွေးထောင်ချောက်တွေမဖန်တီးဘူးလို့ကတိပေးပါတယ်အစိုးရအကျွေးဝင်ပြီးတာကိုရှောင်ရှားဖို့အတွက် အမျှပြည်သူပုဂ္ဂလိကပူပေါင်းဆောင်ရွက်နိုင်မှုပြီးရင်နိုင်ငံတကာဗန္ဒာရင်းငွေနဲ့ဒီအလှူငွေတွေကိုအသုံးပြုဖို့အလေထားပြောဆိုခဲ့ပါတယ်။အမေရိကန်ကစာချုပ်တွေနဲ့ငွေကြေးစည်းဆဲမှုအလုံးကိုလူအများမြင်သာနိုင်အောင်ထားမယ်လို့ကတိပေးထားပါတယ်။ပြီးတော့မှနိုင်ငံတကာအာဂရိလိုက်စာမှုတိုက်ဖြဲရေးစံနှုန်းတွေနဲ့လည်းကိုင်းညီစေပါပါ။ CCP ပုံစံနဲ့လုံးဝကော်ချတော့မှာပါ။စီမံကိန်းတွေဟာဆိုရင်အလုံးသမားလူအခွင့်အရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာအခြေခံမှုတွေကိုလည်းလိုက်နိုင်ရပါမယ်။တောင်အာဖရိကနဲ့ဇမ်ဘီယာလိုနိုင်ငံတွေဟာ တရုတ်ကုမ္ပဏီတွေနဲ့အလုံသမားအမြတ်ထုတ်တာကိုကြုံခဲ့ရပြီးတဲ့နောက်မှာ American ရဲ့အစံနှုန်းတွေကိုထောက်ခံကြောင်းပြောဆိုခဲ့ကြပါတယ်။ American ကဒေသခံအလုံအကန့်တွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးစားပေးခန့်အပ်ဖို့လည်းကတိပေးပါတယ်။တရုတ်ဥဆောင်တဲ့စီမံကိန်းတွေမှာလို့ဒီတရုတ်အလုံသမားအမြတ်အပြားခွာလာပြီးတော့မှဒေသခံအလုံအကန့်တွေကိုပိတ်ဆိုတာမျိုးမလုပ်ပါဘူး။ဒီစံနှုန်းတွေကအာဖရိကနိုင်ငံတွေကိုကဘယ်လန်စီမံကိန်းနဲ့လုံးဝဆန်းကျင်ဘက်ဖြစ်တဲ့ပူပေါင်းဆောင်ရွက်မှုပုံစံတစ်ခုကိုပေးနေတာပါ။ အခုဆိုရင်နိုင်ငံအများအပြားကဒီ CCP နဲ့သူတို့ရဲ့ဆက်ဆံရေးကိုပြန်ပြီးတုံ့တက်နေကြပါပြီ။ American ရဲ့ Africa ကိုပြန်လာခြင်းဟာတနိုင်ငံလေးလောက်တာမဟုတ်ပါဘူး။နိုင်ငံစုံရဲ့မဟာဗျူဟာမျိုးပူပေါင်းဆောင်ရွက်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။တရုတ်ရဲ့ဩဇာကိုတံပြန်ဖို့အတူတကောလုံဆောင်နိုင်တဲ့နိုင်ငံတွေထဲမှာ EU, Japan, India, South Korea, Canada နဲ့ Australia တို့လည်းပါဝင်ပါတယ်။ EU ကဒီ Green Energy နဲ့ Digital အခြေခံအစားအုံတွေမှာ အများကြီးရည်ညွှန်းနေနေပါတယ်။ဂျပန်ကတော့ စိတ်ကန်းတဲ့ဒီစွန့်ရင်ကဏ္ဍတွေမှာတရုတ်ကုမ္ပဏီတွေကိုအစားထိုးဖို့ကြီးပြထားပါတယ်။အိန္ဒိယကတော့အာဖရိကကုန်ထိုးလုပ်ငန်းတွေမှာပါဝင်နေပါတယ်။တောင်ကိုရီးယားကသက်တူထိုးလုပ်ရေးနဲ့စံမှုဇုံတွေကိုဖောက်ထုတ်နေပါတယ်။ကနေဒါနဲ့ဩစတြေးလျတို့ကတော့ရှားပါမြေအောက်သက်တူထောက်ပံ့ရေးကွန်ဆက်မှာတရုတ်ရဲ့လွှမ်းမိုးမှုကိုကန့်သက်ဖို့အတွက်အဓိကဒီသက်တူတွေနဲ့ပတ်သက်ပြီးတော့မှဒီပူးပေါင်းလှုပ်ဆောင်နေကြပါတယ်။ဒီလိုနိုင်ငံစုံအားထုတ်မှုတွေကကဘယ်လန်စီမံကိန်းကိုဆန်းကျင်တဲ့စီးပွားရေးဇုံတစ်ခုကိုဖန်တီးလိုက်တာပါ။ ဒါကြောင့် CCP အနေနဲ့အကျွေးကိုအရှိခံတဲ့ပုံစံနဲ့လွန်မိုးတဲ့အနေအထားကိုထိန်းထားနိုင်ဖို့ကပိုပြီးခက်ခဲတော့စေမှာပါ။အာဖရိကမှာတရုတ်ရဲ့ဂုံသိက္ခာဆက်ကြားနေတဲ့အချိန်မှာအမေရိကန်ကသူ့ရဲ့ကြိုးပမ်းမှုတွေကိုအရှိန်မြှင့်တင်ခဲ့ပါတယ်။ကဘယ်လန်စီမံကိန်းအတွက်ပွင့်လင်းမြင်သာတဲ့စံသတ်မှတ်ထားတဲ့နိုင်ငံတကာနဲ့ကိုက်ညီတဲ့အစာထိုးနီလန်ကိုပေးခဲ့တာပါ။ဒီပြန်ဆိုင်မှုရဲ့အဓိကအချက်ကစီးပွားရေးအကျိုးစီးပွားတက်တက်မဟုတ်ပါဘူး။ဒါကဘာလုံးဆိုင်ရာစနစ်အတွက်ရေရှည်တိုက်ပွဲဖြစ်ပါတယ်။ အမေရိကန်ရဲ့အာဖရိကကိုပြန်လာခြင်းကဒီတိုက်ကြီးပေါ်မှာတရုတ်ဩဇာလွန်မိုးမှုအဆုံးသတ်တော့တာကိုပြသနေပါတယ်။အာဖရိကဟာတရုတ်လွန်ခေတ်သေးကိုရောက်နေပါပြီ။ CCP ရဲ့ထောက်ပံ့ရေးဂွန်းဆက်နဲ့နိုင်ငံရေးဩဇာကိုထိရှုပ်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာတစ်ခုလည်းပေါ်လာနေပါတယ်။အာဖရိကဟာအမေရိကန်တရုတ်တိုက်ဆိုင်မှုရဲ့အဓိကတိုက်ပွဲမြေဖြစ်လာပါတယ်။အခြေအနေကအမေရိကန်နဲ့အနောက်နိုင်ငံတွေဘက်ကပိုပြီးဥတည်နေပါတယ်။ဖပန်လန်းစီမံကိန်းရဲ့နောက်ွယ်ကအကျွေးထောင်ချောင်းတွေနဲ့တယန်းစာဒအမျက်ထုတ်မှုတွေကို အာဖရိကနိုင်ငံတွေပိုတီးလာတာကိုရင်ဆိုင်ရတဲ့အခါမှာ CCP ကအကြွေတက်တာခွင့်တွေကိုပေးလာပါပြီ။ဒါကသူတို့ရဲ့သဘောထားကောင်းတဲ့ဒီမဟာဗျူဟာမြောက်ဖီအားကိုဆက်ထားဖို့လုပ်နေတာပါ။ဒါပေမဲ့ဒီလိုအပေါ်ရင်ပြောပြောင်းမှုကရေရှည်အမျက်ထုတ်မှုတွေနဲ့မခိုင်မာတဲ့ကတိတွေကိုဖုံးကွယ်ထားလို့မရပါဘူး။အာဖရိကနိုင်ငံတွေဟာအတိတ်ကအတွေ့အကြုံတွေကြောင့်ပို့ပြီးတတိထားလာကြပါပြီ။သူတို့ကစီးစိမ်ဥစ္စာအလုတ်အကင်နဲ့ဒီတရံစာရခွေဝင်မှုတွေမှာဒီနိုင်ငံသားအင်အားကြီးတွေရဲ့လှည့်ဖြားတာကိုအလွေတကူခံတော့မှာမဟုတ်ပါဘူး။ ဒီကိစ္စကပိုနန်းနေတဲ့အမှန်တရားကိုလည်းဖော်ပြနေပါတယ်။တကယ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုတာကကိုလိုချင်တဲ့ပုံစံအတိုင်းလိုင်းနာအောင်လုပ်ဖို့အတွက်ဒီအကျွေးနဲ့စီမံကိန်းထိန်းချုပ်မှုကိုတုံးတာမဟုတ်ပါဘူး။ပွင့်လင်းမြင်သာမှုဒန်းတူညီညာမှုနဲ့ရေရှည်တည်တမ်းတဲ့ဒီဖွံ့ဖြိုးတိုးတက်မှုအကြောင်းပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ပုံစံဟာဒေသခံအလို့အကိုင်းပွင့်လင်းမြင်သာမှုနဲ့ဒီရေရှည်ပြန်အန်းငွေတဲ့အပေါ်မှာအယုံဆိုင်ပါတယ်။ဒါကြောင့်အာဖရိကကိုအခြားရွေးရှည်စရာတစ်ခုပေးနေပါတယ်။ အာဖရိကနိုင်ငံတွေသူတို့ရဲ့ကိုယ်ပိုင်အနာဂတ်ကိုဆုံးဖြတ်ပြီးတော့မှအကျွေးထောင်ချောက်ကနေလွတ်မြောက်ဖို့အခွင့်အရေးတခုပါပဲ CCP ရဲ့အကျွေးတက်တာခွင့်ကဒါကြီးအဖြစ်ပြဿနာကိုရှင်းရှားပေးနိုင်ပေမဲ့အာဖရိကရဲ့အရှုံးချအာဏာနဲ့စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်လိုမှုတွေကိုတော့ပြောင်းလဲနိုင်မှာမဟုတ်ပါဘူးအာဖရိကရဲ့အနာဂတ်ကိုသူတို့ရာခေတဲ့သင်ခန်းစာတွေနဲ့လူတွေရဲ့노ထားလာမှုကပုံဖော်တော်တော့မှာပါသူတို့ရဲ့စီးပွားရေးကံကြမ္မာကိုတဖြည်းဖြည်းထိန်းချုပ်တော့ကြပါလိမ့်မယ်ကဘာကြီးကခပန်းလန်းအကူအညီလို့ခေါ်တဲ့အရာဟာ ပူပေါင်းဆောင်ရွက်မှုမဟုတ်ပဲအမြတ်ထုံမှုတစ်ခုသာဖြစ်ကြောင်းရှင်းရှင်းလင်းလင်းမြင်လာရပါလိမ့်မယ်ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲဗီဒီယိုနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ကေဖို့တောင်းဆိုပါရစေနောက်နေ့တွေမှာလည်းအခုလိုမျိုးကြောင်းတာတွေကိုပုံမှန်တင်ဆက်ပေးနေဦးမှာမို့ဆောင်ရွက်ကြည့်ကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုံမှပြန်တွေ့ကြရအောင်ပါအကောင်းဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ လူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လက်မှတ်ဘွဲ့လက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 9162 625နဲ့399905853လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။